မြို့သားညီညွတ်ရေးဆိုရအန်ယူဂျီလောက်ရှိစင်ကူးမြို့နယ်ရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အာအကက၎င်းတို့ရဲ့ပြည်သူ့ကောင်ကွယ်တပ်ဖွဲ့ဝင် PDF တွေဟာ Starlink Internet သိမ်းဆည်းရေးကိစ္စရပ်တစ်ခုမှာပြည်သူပေါ်ဆက်ဆံရေးကျင့်ဝတ်တွေချိုးဖောက်ခဲ့ကြောင်းဝန်ခံပြီးတတိပိတ်အရေးယူမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့အော်တိုဗလာ၁၂ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။အော်တိုဗလာ၁၂ရက်နေ့နေ့လယ်ပိုင်းကစင်ကူးမြို့နယ်တွင်းရှိကျေးရွာတွေအားမှာစီကံချိုးဖောက်တဲ့နေအိမ်က Starlink Internet သိမ်းဆည်းရေးဖြစ်စဉ်ဟာ လူမှုကွန်ရက်ပေါ်မှာရုတ်တံဖြင့်ပြန့်နှံ့ခဲ့ပြီးအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့အရေးယူဆောင်ရွက်ခြင်းဖြစ်တယ်လို့စင်ကူးမြို့နယ်အာအကရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်စင်ကူးမြို့နယ်အာအကဟာလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေမှာသတင်းပေါက်ကြားမှုနဲ့လေကြောင်းတိုက်ခိုက်မှုတွေခက်စိတ်စိတ်ဖြစ်ပွားနေတာကြောင့် Starlink internet အသုံးပြုသူတွေကိုမက်စလာ16ရက်နေ့ကစလို့စီစစ်ကြက်မှတ်ဖို့စီကံတွေထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ဖြစ်စဉ်ဖြစ်ပွားတဲ့နေ့မှာစီမင်းစီကံနဲ့ညီအသုံးမပြုတဲ့ စတားလင်းအင်တာနက်ကိုသိမ်းဆီးဖို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပူးပေါင်းအင်အား၅ဦးကတွားရောက်ခဲ့ပါတယ်။အဲလိုတွားရောက်ချိန်စီကံချိုးဖောက်တဲ့နေကတာဝန်ရှိသူကတာဝန်ရှိသူတူကိုယ်တိုင်လာရောက်သိမ်းဆီးမှလက်ခံမှာဖြစ်တယ်လို့ပြန်လည်ခြေပပြောဆိုခဲ့ပါတယ်။ဒါကြောင့်အာကဥက္ကဋ္ဌရဲ့ညွှန်ကြားချက်နဲ့တာဝန်ရှိသူတူနဲ့ပူပေါင်းအင်အား၁၂ဦးကထပ်မံတွားရောက်ခဲ့ရာကဗီဒီယိုဖိုင်မှာပါဝင်တဲ့အငင်းပွားမှုတွေဖြစ်ပွားခဲ့တာပါ။ ကနအုံးမှာတာဝန်ကျရဲဘော်တွေဟာကောင်းမွန်ကြည်လင်စွာရှင်းပြပြောဆိုပြီးပြဿနာအခြေတင်မဖြစ်ပွားစေဖို့ဥတီဆောင်ရွက်ခဲ့တာကိုတွေ့ရပေမဲ့ဖြစ်စဉ်ရဲ့နောက်ပိုင်းမှာတော့တာဝန်ကျရဲဘော်တွေဘက်ကလည်းဤသူလူမှုပေါ်ဆက်ဆံပြုမှုအမဲ့စီကတ်နဲ့ကျင်းဝတ်တွေကိုချိုးဖောက်ပြီးစိတ်လိမ်မှန်ပါပြုမှုတွေနဲ့ပြန်လည်တုံ့ပြန်ပြုမှုခဲ့တာကိုစိတ်မကောင်းပွဲရာတွေ့ရှိရတယ်လို့အရေးပေါ်အုပ်ချုပ်ရေးဖွဲ့အာအကကဝန်ခံထားပါတယ် စင်ကူးမြို့နယ်ရေဘော်အချုပ်ရေးအဖွဲ့အနေနဲ့အဲ့ဒီကျင်းဝစ်ချိုးဖောက်မှုအတွက်တာဝန်ကျရေဘော်တွေကိုထိုက်တင့်တဲ့သတိပေးအရေးယူမှုတွေကိုတိတိယောက်ယောက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ကတိပြုခဲ့ပါတယ်။ဒါအပြင်စီကန်ချိုးဖောက်တဲ့ Starlink Internet ဆက်ပိုင်းရှင်ကိုလည်းထုတ်ပြန်ချမှတ်ထားတဲ့စီမင်းစီကန်တအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ စင်ကူးမြို့နယ်အကအနေနဲ့အခုဖြစ်စဉ်အတွက်အများပြည်သူလူထုစိတ်နှောက်ရှက်ဖြစ်ခဲ့ရတာကိုများစွာစိတ်မကောင်းဝမ်းနည်းရချောင်းနဲ့နောက်နောက်ခုလိုဖြစ်စဉ်တွေထပ်မဖြစ်ပွားစေဖို့အထူးလေးပေးကြက်မှတ်ဆောင်ရွက်တော်မှာဖြစ်တယ်လို့ထုတ်ပြန်ကြေညာထားပါတယ်